အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့ဗီနီဇွဲလားတမ်မရာချားဘက်စီရဲ့ဇာပနာကိုနိုင်ငံပေါင်း90ကျော်မှခေါင်းဆောင်များတက်ရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မတ်လ10ရက်နေ့မှာနိုင်ငံတော်အခမ်းအနားနဲ့ကျင်းပမယ့်ဗီနီဇွဲလားတမ်မရာဟူကိုချားဘက်စီရဲ့ဇာပနာကိုအီရန်၊ကျူးဘားနဲ့ဘီလာရုစ်နိုင်ငံအပါအဝင်နိုင်ငံပေါင်း95နိုင်ငံမှခေါင်းဆောင်များတက်ရောက်မယ်လို့ဗီနီဇွဲလားနိုင်ငံကတာဝန်ရှိသူတွေကပြောကြားခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာပါရှိပါတယ်။ဒါအပြင်အာဖရိက၊အာရှ ဥရောပလက်တင်အမေရိကနဲ့ကာရစ်ဗီယံမှနိုင်ငံခေါင်းဆောင်တွေကလည်းကာရာကစ်စစ်တပ်ကတော်မှပြုလုပ်မဲ့တမရချာဘတ်စ်ရဲ့စာမနာကိုတက်ရောက်မယ်လို့ယာယီတမရတာဝန်ယူထားတဲ့ဒုတိယတမရနီကိုလတ်စ်မာဒူရိုရဲ့ပြောကြားချက်အရသိရပါဗျ။ချာဘတ်စ်ဟာ တမရအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဆလိနှစ်အတွင်းစီးရီးယားတမရအာဆတ်အီရန်တမရအမာဒီနီချက်နဲ့ကွယ်လွန်သူလေပြားကောင်းဆောင်ဂဒါဖီရိုနဲ့လည်းယင်းနှီးမှုရှိတဲ့ဆက်ဆံရေးတွေကိုတိစောက်ခဲ့တာဖြစ်ပါတယ်။ချားဘတ်စ်ရဲ့အရင်းအနှီးဆုံးမဟာမိတ်ဖြစ်တဲ့ကျူဘာတမရဟာကာရာကစ်ကိုမတ်လ6ရက်နေ့ကရောက်ရှိခဲ့ပြီးအီရန်တမရနဲ့ဘီလာရုစ်တမရတို့ကတော့အဲ့ဒီနေ့ညနေပိုင်းမှာကာရာကစ်ကိုရောက်ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါစာဗနာအခမ်းအနားကိုဘရာဇီးတမရ၊အီကွေဒေါ်တမရ၊ဘိုလီးဗီးယားတမရတို့အပါအဝင် လက်တင်အမေရိကမှခေါင်းဆောင်တွေလည်းတက်ရောက်ကြမှာဖြစ်ပါတယ်။ဒါအပြင်ဥရောပသမဂ္ဂနိုင်ငံတွေကလည်းချားဘတ်စ်ရဲ့ဇာဗနာအခမ်းအနားကိုတက်ရောက်ဖို့အတွက်ကိုယ်စားလှယ်များဆီလို့ခဲ့ကစပိန်နိုင်ငံရဲ့ထီးနန်းဆက်ခံမဲမင်းသား ပြင်သစ်နိုင်ငံပြည်ပဆက်ဆံရေးဝန်ကြီးတို့တက်ရောက်ခဲ့ကြတယ်လို့သိရပါဗျ။အဆိုပါအခမ်းအနားကိုရုရှားနိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးကိုဆင်လွှတ်ခဲ့တယ်လို့ပြောကြပေမဲ့လည်းတက်ရောက်သူစင်းမှမတွေ့ရှိရသေးဘူးလို့ဗီနီဇွဲလားဒုတိယသမ္မတမန်ဒူရိုကပြောကြခဲ့ပါဗျ။အသက်58နှစ်ရှိပြီဖြစ်တဲ့ဗီနီဇွဲလားသမ္မတဟူကိုချာဘက်စ်ဟာပြီးခဲ့တဲ့မတ်လ9ရက်နေ့တုန်းကကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ပြီးသူ့ရဲ့ရုပ်အလောင်းကိုလီနင်နဲ့မော်စီတုံးတို့ရဲ့ဇာပနာတော်ကလိုလူတို့ကိုပြသသွားမှာဖြစ်တယ်လို့မာဒူရိုကပြောကြားလိုက်ပါဗျ။